မင်္ဂလာပါရှင်။တန်လွင်ထိုင်းရဲ့မတ်လ25ရက်နေ့ည8:00နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တန်လွင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လွင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်းကြည့်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့တနင်္လာနေ့မှာစီယုံချံဘုံကျဲခံရလို့လောက်သားနှစ်ဦးသေဆုံးပြီး၄ဦးဒဏ်ရာရခဲ့တဲ့သတင်း ထိုင်းနယ်စပ်ကခလဲဒီစခန်းမကြရေးစစ်ကောင်စီလေကြောင်းနဲ့အပြင်းထန်ခုခံနေတဲ့သတင်းနဲ့ကာကွယ်ရေးအသုံးစရိတ်တိုးမြင့်ထားတယ်လို့စစ်ကောင်ဆောင်ထုတ်ပြောလာတဲ့သတင်းစစ်ကောင်စီနဲ့အပေါင်းပါတွေရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတော်လှန်ရေးခေါင်းဆောင်တွေဝေဖန်လိုက်တဲ့သတင်းတွေကိုပါရှုစားကြရအောင်ပါနိုင်ငံတကာသတင်းတွေမှာတော့ဥရောပမှာကလေးငယ်တွေ TB ရောဂါဖြစ်ပွားမှုမြင့်တက်လာတယ်လို့ WHO သတိပေးလိုက်တဲ့သတင်း ီမင်မာတိုက်ခိုက်မဲ့အစီအစဉ်တွေကိုအင်ဖြူတော့ကဂျာနယ်လစ်စီမှာရင်းပေးပို့ခဲ့တဲ့သတင်းတွေနဲ့အတူအာနာသိန်းကလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုမှရှုစားကြရမှာပါ။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ခြောက်လမှုကျေးရွာအနီးကစီအောင်ချက်ဟာလေရင်နဲ့ဘုံကျဲတိုက်ခတ်ခံရတာကြောင့်လုံသား2ဦးသေဆုံးပြီး4ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တော်လန်ရေးတပ်ဖွဲ့တွေကပြောပါတယ်စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့မတ်လ24ရက်နေ့ညနေ4နာရီအချိန်ခန့်မှာခြောက်လမှုကျေးရွာဝန်းကျင်ကိုလေရင်နဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခတ်ရာကနေကျော်မော်19စီအောင်ကုမ္ပဏီရဲ့လုံသမားတန်းရအနားကိုကြားရောက်ပောက်ကွဲခဲ့တာပါ အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်စီယုံကြံလုံသားအမျိုးသား2ဦးဟာတေဆုံးခဲ့ရပြီးအမျိုးသား3ဦးနဲ့အမျိုးသမီးတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုဟာတော်လန်ရေးတပ်ဖွဲ့တွေရှိနိုင်မယ်ဆိုတဲ့ယူဆချက်နဲ့လုံဆောင်သွားတာဖြစ်တယ်လို့ဘဲခရံပြည်သူ့ကာကွယ်ရေးဖွဲ့တာဝန်ရှိသူတို့ကတလင်ထိုင်းဖို့ပြောပါတယ်။ပုံကျဲမှုကြောင့်အလုတ္တမတန်ရာပြိုကျပျက်စီးသွားတဲ့အတွက်စီအောင်ချန်လုံသား90ဝန်းကျင်ဟာနေရာပြောင်းရွှေ့နေထိုင်နေကြရတယ်လို့သိရပါဗျ။ ်ပြီးခဲ့တဲ့မတ်လ3ရက်နေ့ကလည်းတနင်္သာရီမြို့နယ်သမီးလာကျေးရွာမှာစစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ကလေးငယ်2ဦးအပါအဝင်အရက်သားပြည်သူ3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်9လုံးထိခိုက်ပျက်စီးခဲ့ပါတယ်တနင်္သာရီမြို့နယ်ထဲကတိန်ခွန်၊ချောင်းလမိုး၊ချောင်းနှပေါက်ကျေးရွာတို့မှာမတ်လ23ရက်နေ့ကနေ24ရက်နေ့အထိနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီးတပတ်တွင်စစ်ကောင်စီတပ်ဘက်ကလေကြောင်းတိုက်ခိုက်မှု9ကြိမ်ထပ်မံပြုလုပ်ထားပါတယ်။ ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်ထိုင်းမြန်မာနယ်စပ်နာကခလဲဒေးစခန်းမကျရေးအတွက်စစ်ကောင်စီတပ်ဟာမတ်လ25ရက်နေ့မှာလေဆောင်ကနေအပြင်းထန်ခုခံပစ်ခတ်နေရလို့နယ်စပ်သတင်းအရင်းမြစ်တွေကတလွင်ထမ်းမှုပြောပါရယ်။ KNU တပ်မခွနဲ့လှိုင်းပွဲမြို့နယ်ထဲမှာရှိနေတဲ့စစ်ကောင်စီတပ်ရဲ့ခလဲဒေးစခန်းကိုမတ်လ23ရက်နေ့ကနေစတင်ပြီး KNL KNDO တော်လှန်ရေးပူးပေါင်းဖွဲ့တွေကစတင်ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက်နှစ်ဖက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တာပါ။ ်မတ်လ25ရက်နေ့မှာကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကရင်မျိုးသားကာကွယ်ရေးတပ် KNDO ပူးပေါင်းတပ်တွေကခလဲဒီစခန်းကို drone ပုံကျဲချပြီးတိုက်ခိုက်နေသလိုမြေပြင်ကနေလည်းဝိုင်းရံပိတ်ဆို့ထားပြီးထိုးစစ်ဆင်တိုက်ခိုက်မှုတွေလှုံ့ဆော်နေပါတယ်။ ်စစ်ကောင်စီဘက်ကစခန်းမကြရေးအတွက်တိုက်လေရင်နဲ့ခလဲဒီစခန်းနာတဝိုက်ကိုဘုံကျဲပစ်ခတ်နေပြီ။နေဆက်တလျှောက်ကိုတော့ထိုင်းစစ်တပ်ကလုံခြုံရေးတိုးချထားပြီးစောင့်ကြည့်နေတယ်လို့နေဆက်သတင်းအရင်းမြစ်တွေကဆိုပါတယ်။ခလဲဒီတိုက်ပွဲကြောင့်ဒေသခံပြည်သူတရားကျော်ဟာထိုင်းဘက်ကိုထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီးထိုင်းအာဏာပိုင်တွေကလူသားချင်းစာနာမှုအကူအညီတွေပေးအပ်ဆောင်ရှောက်ကူညီပေးထားတယ်လို့ဆိုပါတယ်။ စေကောင်စီတက်ရဲ့ကလဲဒေးတက်စကန်ဟာထိုင်းမြန်မာနယ်စပ်အနီးဝန်းကျင်မှာတည်ရှိသလိုခရင်မျိုးသားစီယုံ KNU ဘူဌာနချုပ်နယ်လည်းညီကဲစွာတက်ဆွဲအခြေချထားတာဖြစ်ပြီးအဲ့ဒီစကန်ကိုစစ်ကောင်စီတက်ကမြေပြင်ကနေစစ်ကူပေးဖို့မလွယ်ကူနိုင်ဘူးလို့ဒေတာရင်းသတင်းအင်းမြစ်တူကဆိုပါတယ် ပြီးခဲ့တဲ့မတ်လ14ရက်နေ့က KNU တပ်မခွနဲ့နယ်မြေလိုင်းပွဲမြို့နယ်ထိုင်းမြန်မာနယ်စပ်နားကစစ်ကောင်စီတပ်ရဲ့ point 108ပူလူတူခြေကောက်စခန်းကို KNL KNDO တော်လှန်ရေးပူးပေါင်းဖွဲ့တွေကအပိဓာတ်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီးစခန်းသိမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ်သားအများအပြားသေဆုံးခဲ့ကထိုင်းဘက်ခြမ်းကိုထွက်ပြေးသွားသူတွေလည်းရှိခဲ့ပါတယ်ထမမီစစ်ကောင်စီအာဏာသိမ်းထားတဲ့1573ရက်အတွင်းကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့ဇင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှာအာနာသိန်းမှုဖြစ်ခဲ့တဲ့1513ရက်အတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6445ဦးအထိရှိလာပြီဖြစ်ပါတယ်။ ဒါအပြင်ဖန်စီထိန်သိမ်းခံထားရသူ28924ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွန်မြောက်လာသူ6992ဦးအထိရှိလာပြီဖြစ်ပါတယ်။မွန်ပြည်နယ်မှာတော့အာနာသိမ့်မှုကာလာတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်သက်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီအစည်းအဝေးကိုတော့နိုင်ငံရေးကျင်းသားများကကြီးဆောင်ရှောက်ရေးသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။ နေပြည်တော်မှာပြုလုပ်တဲ့ဗန္ဓာရေးဆိုင်ရာကော်မရှင်အစည်းအဝေးမှာစစ်ကောင်းဆောင်ကကာကွယ်ရေးအသုံးစရိတ်တိုးမြင့်ထားကြောင်းထုတ်ဖော်ပြောဆိုလာပါတယ်။ဒီအကြောင်းကိုတော့အေမီယောင်ကတင်ဆက်ပေးထားပါတယ်။2025 2026ဗန္ဓာရေးနှစ်အတွက်ဝန်ကြီးဌာနတွေရဲ့သုံးစရိတ်တွေထဲမှာပြည်ထရေးနဲ့ကာကွယ်ရေးသုံးစရိတ်တိုးမြင့်ထားတယ်လို့အနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပြောပါတယ်။မလ24ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့ဗန္ဓာရေးဆိုင်ရာကော်မရှင်အစည်းအဝေးမှာစစ်ကောင်းဆောင်က ကာကွယ်ရေးတုံးစီတိုးမြင့်ထားကြောင်းထုတ်ပေါ်ပြောဆိုလာတာဖြစ်ပါတယ်။စစ်ကောင်းဆောင်ကပြည်ထရေးနဲ့ကာကွယ်ရေးတုံးစီတွေပြင်ကျန်းမာရေးနဲ့ပညာရေးကဏ္ဍအတွက်ပါအတုံးစီတွေတိုးမြင့်ထားတယ်လို့ပြောဆိုခဲ့ပေမဲ့ပမာဏအတိအကျကိုတော့ထည့်သွင်းပြောဆိုတာမရှိပါဘူး။ဒါပေမဲ့ကာကွယ်ရေးတုံးစီတိုးမြင့်တုံးဆွဲရတာဟာနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရာမှာကာကွယ်ရေးတပ်ဖွဲ့တွေရဲ့စွမ်းရည်နဲ့စွမ်းအားမြင့်တင်ရေးအတွက်လို့အကြောင်းပြပါတယ်။မြမအေးလေးလာသုံးသက်သူဦးကြည်မြင့်ကတော့ စစ်ကောင်စီဟာနိုင်ငံတော်ဘတ်ဂျက်ငွေတွေကိုကာကွယ်ရေးနဲ့ပြည်ထရေးအတွက်ပဲအသုံးပြုနေတာကြောင့်ပြည်သူတွေရဲ့လူမှုဘဝတွေနင်းနာရတယ်လို့တန်လင်းတိုင်းကပြောပါတယ်။အားလုံးကကာကွယ်ရေးနဲ့ပြည်ထရေးအတွက်ပဲတုံနေတာ။အဲဒါမှဘယ်နောက်လောက်တုံးမယ်ဆိုတာပဲပြောဖို့လိုတယ်။ဘတ်ဂျက်ကဘယ်နည်းရာခိုင်နှုန်းတုံးမယ်ဆိုတာပြောဖို့လိုတယ်။ပြည်သူတွေအတွက်နင်းနာတာတော့အခုလိုမိမလာဘူး။တနေ့ကို၄နာရီပဲပြီးပြည်သူတွေဘယ်လောက်နာလဲဆိုတော့အဲ့ဒီပြည်သူတွေကိုမီးပေးရမယ်၊ရီးပေးရမယ်။ကိုယ်စီလို့လေကြောက်လုတ်ပြရမယ် အဲ့ဒါတွေကလိုပဲဘာမှမရှိတော့ဘူးအဲ့တော့အဲ့ဒါတွေကြီးရင်းနဲ့ကာကွယ်ရေးမှာတုံ့ပြန်လို့ဒီလူတွေညစ်နာတယ်လို့ဒီလိုပြောချင်ပါတယ်ဒါပြင်နိုင်ငံတော်ဗန္နာတွေဟာပြည်သူတွေစီကကောက်ခံရရှိတဲ့ငွေတွေဖြစ်တာကြောင့်ကဏ္ဍလိုက်သုံးဆွဲမှုတွေကိုချပြသင့်ပြီးအခုလိုမချပြပဲစစ်ကောင်စီကငါတို့သုံးကျင်တဲ့နေရာမှာသုံးမယ်ဆိုတဲ့ပုံစံမျိုးဟာဆိုရင် အာဏာရှင်တွေရဲ့ဇယိုက်ဖြစ်တယ်လို့သူကဝေဖန်ပါတယ်။ပြည်သူတို့ကလည်းစစ်ကောင်စီကဗန္နာငွေတွေကိုပြည်ထောင်စုနဲ့ကာကွယ်ရေးတုံးစီအတွက် ပုံမို့သုံးဆွဲတာဟာသူတို့ရဲ့ကိုကြိုးအတွက်သုံးဆွဲတာဖြစ်ပြီးသူတို့အာဏာတည်မြဲဖို့လုပ်တာဖြစ်တာကြောင့်ပြည်သူတွေကိုမွဲတဲ့မွဲအောင်လုပ်နေတာလို့ပြောပါတယ်။ဘာနာငွေပုံမို့သုံးဆွဲလာတာဒါသူတို့အာဏာရှင်ရဲ့ကိုကြိုးအတွက်သူတို့သုံးဆွဲလာတာဒီမှာဒီမှာအများနိုင်ငံလာပြီး ကြည့်ကြော်ပြီးတော့လာပြီးတော့မတရားပိမ့်ပိုင်ရတယ်။အခုကသူတို့အာဏာပြင်ရေးတို့ကသူတို့အတွက်သူတို့လုပ်နေတဲ့အတွက်မှဒီဘာသာရေးဘာသာရေးတုံးဆွဲတယ်ဆိုတာဒါပြည်သူလူထုကိုဝဲတဲ့မွေးရလက်ကနေတူတူပါပဲ။ကျွန်တော်ကအဲ့လိုမျိုးစစ်ကောင်စီကနိုင်ငံတော်ဘဏ္ဍာငွေတုံးဆွဲမှုတွေကို2023-2024ခုနှစ်ဘဏ္ဍာရေးနှစ်မှာနောက်ဆုံးထုတ်ပြန်ခဲ့တာဖြစ်ပြီးအဲ့ဒီနောက်ပိုင်းမှာဘတ်ဂျက်ငွေတုံးဆွဲမှုကိုထုတ်ပြန်တာမရှိတော့ပါဘူး။2023-2024ဘဏ္ဍာရေးနှစ်မှာ ကာကွယ်ရေးသုံးစီကို7ဘီလီယံ9600ကျော်ထိတိုးမြင့်သုံးဆွဲခဲ့တာဖြစ်ပြီးအဲ့ဒီပမာဏဟာရသဆိုးရလက်ထက်ကခွင့်ပြုပေးခဲ့တဲ့ကာကွယ်ရေးသုံးစီထက်7ဘီလီယံ2000နီးပါးတိုးမြင့်သုံးပြထားတာပါစစ်ကောင်စီရဲ့ဝင်ငွေရလန်းတွေကိုစောင့်ကြည့်တဲ့ Block Money Campaign ကတော့အာဏာသိမ်းပြီးနောက်စစ်ကောင်စီဟာစစ်သုံးစီကိုမီလီယံဒေါ်လာတန်းရာနဲ့ချီတိုးမြင့်သုံးဆွဲနေတယ်လို့သတိပေးထားပါတယ် ရွေးကောက်ပွဲကျင်းပမဲ့အချိန်ကာလကိုစစ်ကောင်းဆောင်ထုတ်ပြောပြီးနောက်ပိုင်းနေပြီးတော့မှငင်းချမ်းရေးဆွေးနွေးပွဲတစ်ခုကိုမတ်လ24ရက်နေ့ကနေ26ရက်နေ့အထိစစ်ကောင်စီကဦးဆောင်ကျင်းပနေပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။လက်နက်ကင်တိုက်ပွဲတွေပြင်းထန်နေချိန်မှာစစ်ကောင်စီဦးဆောင်ကျင်းပတဲ့2025ငင်းချမ်းရေးဆွေးနွေးပွဲဟာပြည်သူလူထုအကျိုးထက်ဆက်နာရှင်တတ်ဆိုးရှိတာဖြစ်တယ်လို့တော်လိုင်းကောင်းဆောင်တွေကဝေဖန်ပါတယ်။ရွေးကောက်ပွဲကျင်းပမဲ့အချိန်ကာလကိုစစ်ကောင်းဆောင်ထုတ်ပြောပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြားကနေပြည်တော်မှာငြိမ်းချမ်းရေးဆွေးနွေးပွဲခေါင်းစဉ်နဲ့ match 24ရက်နေ့ကနေ26ရက်နေ့ထိကျင်းပနေတာပါနိုင်ငံရေးနဲ့လုံခြုံရေးအပါအဝင်စီးပွားရေးနဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ကဏ္ဍနှစ်ခုနဲ့စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC အဖြစ်ရဲ့ EO တွေနိုင်ငံရေးပါတီတွေငြိမ်းချမ်းလုပ်ငန်းဆက်မှာပါဝင်ခဲ့ကြတဲ့ကိုယ်စားလှယ်တွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေပါဝင်ဆွေးနွေးကြပါတယ်ငြိမ်းချမ်းရေးအတွက်အကြမ်းဖက်တဲ့နီးလန်းနဲ့ဆောင်ရွက်မှုကသာရေရှည်တည်တတ်မယ်အကြောင်း လူလူအကြအတိအမြင်တွန်းမြင်လာစေရင်းနဲ့နိုင်ငံတွင်းပဋိပက္ခတွေအများဆုံးလျှော့ချပြီးနိုင်ငံရေးစီးပွားရေးတွေပုံမတိုးတက်လာနိုင်စေမဲ့ရေးတို့ရေးရှိလုပ်ငန်းစဉ်တွေဖော်ထုတ်နိုင်ဖို့စစ်ကောင်စီကရည်ရွယ်ထားတာပါ။ရမညစစ်ကြောင်းပြောရေးဆိုခွင့်ရှိသူဒေါက်တာသီရိမွန်ချန်းကအာနာသိမ့်ပြီးနောက်ပိုင်းစစ်ကောင်စီနဲ့အပေါင်းပါတွေလုပ်တဲ့ဘလို့ဆွေးနွေးပွဲမဆိုလူလူအတွက်အကျိုးရှိမှာမဟုတ်ဘူးလို့တန်လွင်တိုင်းကိုပြောပါရီ။ ဘယ်လိုဆွေးနွေးပွဲခေါင်းစဉ်ပဲတက်တက်ဘယ်လိုအချိန်ခံမျိုးမှာပဲလွတ်လွတ်ဒုံရင်ကဒုံရင်ပဲဆိုတဲ့ဟိုစကားအတိုင်းထူးမခြားနိုင်ပါဘူးငိမ့်ချမ်းကြီးဆွေးနွေးပွဲတွေအချိန်ချင်းပြုလုပ်လာခဲ့တယ်သို့တော်ညာလည်းဘာမှရည်ရဲရတူးတက်မှုတွေမရှိခဲ့ဘူး2008အခြေခံဥပဒေကိုပြန်လည်အသက်သွင်းမဲ့ဆွေးနွေးပွဲတွေ2008အခြေခံဥပဒေကို ဟိုအခြေခံပြီးပြုတ်လုတဲ့ရွေးကောက်ပွဲတွေကပြည်သူလူထုအကျိုးထက်ဆရာနိုင်ရှင်စနစ်ကိုတက်ဆိုးရှည်စေမဲ့စစ်ကောင်စီအကျိုးသာဟိုဖြစ်လာမှာပါမြို့သားစည်းလုံးညီညွတ်ရေးနဲ့ငင်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကနိုင်ငံရေး၊လုံခြုံရေး၊ငင်းချမ်းရေးနဲ့စီးပွားရေးကဏ္ဍကြီးတွေမှာရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကိုစုပေါင်းအပြည့်အစုံဖော်ထုတ်ဖို့လိုတယ်လို့ဆိုပါတယ်။ ပဋိပက္ခလျှော့ချပြီးစီးပွားရေးလူမှုရေးတို့ကိုရေးတို့ရေးရှိစီမံကိန်းတွေဆောင်ရွက်ပြီးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်နိုင်ရေးလိုအပ်တယ်လို့ဆွေးနွေးပွဲပထမဆုံးမှာပြောသွားခဲ့ပါတယ်။အဲဒီဆွေးနွေးမှုကနေရရှိလာတဲ့သဘောထားတွေအကြံပြုချက်တွေကို2025အလွန်ဖြစ်ပေါ်လာမယ့်နိုင်ငံရေးအခြေအနေတွေနဲ့လိုက်ရောညှိထွေတဲ့ငင်းကြေးရင်းနဲ့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေကိုဖော်ထုတ်နိုင်ဖို့ဆောင်ရွက်သွားမယ်ဆိုပြီးစစ်ကောင်စီကသတင်းထုတ်ပြန်ထားတာပါ။ကရင်မြို့သားစီယုံ KNU ပြောခွင့်ရဘရိုဆော်တော်နီက ရွေးကောက်ပွဲထွက်ပေါက်ရဖို့ငင်းကြင်ရေးဆွေးနွေးပွဲကိုဟန်ပြလုပ်နေတာဟာအပြောနဲ့လက်တွေမကိုက်ညီဘူးလို့တန်လွင်တိုင်းကိုပြောပါတယ်သူတို့ဘာပဲလုပ်လို့ငင်းကြင်ပွဲတွေဟန်ပြလုပ်နေပြီးတော့ဒီလုံးဝယုံကြည်မှုကင်းမဲ့နေတဲ့အနေအထားတစ်ခုပဲလုပ်နေတာဖြစ်တဲ့အတွက်ဘယ်သူပြည်သူလူထုကလည်းတော့ဒါကိုလုံးဝယုံကြည်စိတ်ရောက်မှုတော့မရှိပါဘူးအဲ့ဒါကြောင့်လို့သူတို့အဓိကထားနေတဲ့ဒီရွေးကောက်ပွဲဖြစ်ပေါ်လာရေးအတွက်နဲ့ ဟိုအဓိကအဖြစ်သူတို့ထွက်ပေါက်ရက်လိုရညာနဲ့လှုပ်တဲ့ဟာတွေပဲဖြစ်ပါတယ်ဘလူးမယုံကြည်ကြအောင်မလုပ်နိုင်ပါဘူးဘာဖြစ်လဲဆိုတော့သူတို့လှုပ်ရနဲ့ဟိုဒီကရက်ဖြစ်ရှိနေတဲ့အခြေအနေနဲ့သူတို့ပြောတဲ့ဟာတွေကဘာမှမစီမဆိုင်ဘူးလေလာမယ့်ဒီဇင်ဘာအတွင်းပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်လိုက် လုံခြုံရေးလုပ်ငန်းတွေကိုစနစ်တကျဆောင်ရွက်ကြဖို့စစ်ကောင်းဆောင်ကမတ်24ရက်နေ့မှာပြုလုပ်တဲ့မြို့သားစီမံကိန်းကော်မရှင်စည်းဝေးမှာညွှန်ကြားထားတာပါပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကြီးကလည်း ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီတွေရဲ့အခမ်းကဏ္ဍစိန်ခေါ်မှုတွေကိုငင်းချင်ရေးဆွေးနွေးပွဲအတွင်းဆွေးနွေးမှာဖြစ်ပြီးလက်ရှိဖြစ်နေတဲ့ပဋိပက္ခတွေကိုကြော်လွားနိုင်ဖို့ရွေးကောက်ပွဲကအရေးကြီးလာတယ်လို့ဆိုပါတယ်။အခုဆွေးနွေးပွဲဟာပြည်ထဲမှာရှိတဲ့နယ်ပယ်တည်တည်ကပုံပုံတွေပါဝင်ပြီးစတင်ဆွေးနွေးမှုဟာအစကောင်းတဲ့ခြေလမ်းလို့မြင်မိကြောင်းနဲ့နောက်ပိုင်းမှာပိုကျယ်ပြန့်တဲ့ဆွေးနွေးပွဲတွေဆက်လုပ်သွားမယ်ဆိုရင်အတန်လဲပိုဆောင်လာမယ်လို့ပြောဆိုကြောင်းစစ်ကောင်စီထုတ်ပြန်တဲ့သတင်းတွေမှာဖော်ပြထားတာပါ။ ကင်နီတွတ်တိုက်ပါတီ KNPP အတွင်မှုနှင့်ဦးအောင်စန်းမြင့်ကလက်ရှိနိုင်ငံရေးအခြေအနေဟာတနိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ဆွေးနွေးရေးကိုတွားဖို့အာနာမသိငင်ကလိုမျိုးစစ်ကောင်းဆောင်ဖြစ်ချင်တဲ့စံတာအတိုင်းလုပ်လို့မရတော့ဘူးလို့ထောက်ပြပါရည်။ဒါကြောင့်လက်ရှိဆွေးနွေးနေကြတဲ့အဖွဲ့တွေဟာစစ်ကောင်စီနဲ့လက်နက်ကင်တိုက်ပွဲတွေဖြစ်ပွားနေကြတာမဟုတ်တဲ့အတွက်ရွေးကောက်ပွဲကျင်းပနိုင်ရေးနိုင်ငံတကာစီကအကူအညီရဖို့အခုလိုဆွေးနွေးပွဲလုပ်နေတာလို့ပြောပါရည်။အခုကလည်းဒီ NCU မှာပါရတဲ့အာတချို့အဖွဲ့တွေပေါ့ဗျာ အခုကဒီတိုက်ပွဲမှာလည်းမပါသေးတဲ့ဖွဲ့တွေနဲ့တော့ call view မှာ international ကိုဒါရုပ်ပြလုပ်တဲ့သဘောပဲဖြစ်တယ်ဆိုတော့ဒီဖွဲ့တွေကိုကြည့်လိုက်ခြင်းအပြင်ကျွန်တော်တို့ရဲ့အလက်ရှိတော်လာရေးလက်ရှိပေါ့နော်ဖြစ်ပွားနေတဲ့နိုင်ငံရေးခင်းကျင်းပေါ့နော်နိုင်ငံရေးချင်းချင်းကိုကျွန်တော်ဖြည့်ရှင်းနိုင်လားမဖြည့်ရှင်းနိုင်လားဆိုတာအသိပါကြီးပါဆိုတော့အာဒါက ဟိုရောက်ပေါ့နော်ဟိုဆိုလိုချင်တာကတော့ဒါထွက်ပေါက်တစ်ခုကိုရှာတာပဲဖြစ်တယ်ကွာဆိုတော့မြောက်နိုင်ငံဒီနေ့ထွက်ပေါက်ကိုရှာဖို့လိုတယ်အဲ့အတွက်ကျွန်တော်ရွေးကောက်ပွဲကျင်းပနိုင်ရေးတွေအခုလိုမျိုးပေါ့နော်နာနိုင်ငံရေးဆွေးနွေးပွဲတွေလုပ်နေတယ်ဆိုတာကို international ကိုအကြောင်းပြပြီးမှ international ရဲ့အကူအညီရရှိရေးတွေဒါတွေလိုလုပ်နေတာပဲဖြစ်တယ်ဒါပေမဲ့တကယ်တကယ်တော့ကျွန်တော်တို့နိုင်ငံတွင်းမှာဖြစ်နေတဲ့ဒီနိုင်ငံရေးနဲ့ဒီနိုင်ငံရေးပြဿနာတွေကဘယ်လိုမှဖြေရှင်းနိုင်မှာမဟုတ်ဘူးလေနော် နိုင်ငံရေးအကဲခတ်တွေကတော့ငင်းချမ်းရေးဆွေးနွေးပွဲဟာတွက်လိုက်အင်အားစုတွေမပါဝင်ပဲစစ်ကောင်စီနဲ့ပလဲနံတင်တဲ့အဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေနဲ့ဆွေးနွေးတာဖြစ်လို့နိုင်ငံရေးအကြက်တဲကိုဖြည့်ရှင်းနိုင်မှာမဟုတ်ဘူးလို့သုံးသပ်ကြပါလိမ့်။လက်ရှိဆီယနာရှင်စနစ်အမြင့်ပြည့်ရေးတိုက်ပွဲကလည်းဆက်လက်ဖြစ်ပွားနေပြီးအရက်သားတွေအပါအဝင်အများပြည်သူနဲ့တက်ဆိုင်တဲ့အဆောက်အဦတွေကိုစစ်ကောင်စီကဒီကြောင်တိုက်ခိုက်မှုတွေတိုးမြင့်လှုပ်ဆောင်နေတာဖြစ်ပါလိမ့်။ နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ဥရောပမှာကလေးငယ်တွေ TB ရောဂါဖြစ်ပွားမှုမြင့်တက်လာတယ်လို့ WHO ကသတိပေးလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဘေဘေကပြောပြပေးထားပါတယ်။ ဥရောပဒေသမှာ2023ခုနှစ်ကလေးငယ်တွေကြား TB ရောဂါဖြစ်ပွားမှု30ရာခိုင်နှုန်းမြင့်တက်ခဲ့တာကြောင့်ရောဂါဆက်လက်ပြန့်နှံ့နိုင်တဲ့အတွက်ချက်ချင်းအရေးယူဆောင်ရွက်ရေးကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကမတ်လ24ရက်နေ့မှာတိုက်တွန်းလိုက်ပါတယ်။ဥရောပရဲ့ဗဟိုအားရှရှိနိုင်ငံပေါင်း53နိုင်ငံပါဝင်တဲ့ဥရောပဒေသမှာ2023ခုနှစ်အတွင်းအသက်15နှစ်အောက်ကလေးငယ်9500ကျော်ဟာ TB ရောဂါကူးစက်မှုဖြစ်ပွားခဲ့ပြီး2022ခုနှစ်မှာ650ပဲရှိခဲ့ရာပ ုံမှုများပြားလာတာဖြစ်ကြောင်း WHO ကပြောပါတယ်။ကလေးငယ်တွေကြားစိုးရိမ်စရာကောင်းလာအောင် TB ရောဂါဖြစ်ပွားမှုမြင့်တက်လာတာကကြိုတင်တားဆီးကောက်ကွယ်လို့ရတဲ့ယောဂါကိုကောက်ွယ်ဖို့ဆောင်ရွက်မှုမအောင်မြင်ဘူးဆိုတာဖော်ပြနေတယ်လို့ WHO ရဲ့ဥရောပဒေတာဆိုင်ရာညွှန်ကြားရေးမှူး Henry Clough ကပြောကြားခဲ့ပါတယ်။ TV ယောဂဖြစ်ပွားမှုပိုများလာကြောင်းဖော်ပြနေတာကယောဂဖော်ထုတ်စစ်ဆေးမှုပိုအားကောင်းလာတယ်ဆိုတာကိုဖော်ပြနေတာဖြစ်နိုင်တယ်လို့ WHO ရဲ့ဥရောပဒေတာဆိုင်ရာ TV ယောဂအကြံပေး SK Yeti Bias ကဆိုပါတယ်ဒါပေမဲ့ Ukraine ရုရှားစစ်ပွဲကြောင့်နေဆက်ထက်ကျော်သွားလာမှုပုံများနေရကြောင်းအခုလိုယောဂဖြစ်ပွားမှုပုံများလာတာဖြစ်နိုင်ပြီးအဲ့ဒီနှစ်နိုင်ငံဟာ TB ယောဂဆိုင်ရာဝန်ထုပ်ဝန်ပိုတစ်ခုဖြစ်နေတာကြာပြီးဖြစ်ပါတယ်။ ဥရောပသမဂ္ဂအတွင်တီဘီရောဂါဖြစ်ပွားမှုစုစုပေါင်းရဲ့43ရာခိုင်နှုန်းဟာအသက်15နှစ်အောက်အရွယ်တွေဖြစ်တယ်လို့ WHO နဲ့ဥရောပသမဂ္ဂယောဂထိန်းချုပ်ကာကွယ်ရေးဌာနတို့ပြုလုပ်ခဲ့တဲ့လေးလာမှုတရမှာဖော်ပြထားပါတယ်။ ဒါကဥရောပဒေသမှာအသက်15နှစ်အောက်ကလေးတွေကြာ TB ရောဂါဖြစ်ပွားမှု၃နှစ်ဆက်တိုက်မြင့်တက်လာတာကိုဖော်ပြနေပါတယ်။နိုင်ငံတကာအလှူရှင်နိုင်ငံတွေကအလှငွေတွေရပ်တန့်လိုက်တာကြောင့်ဝင်ငွေအလဲအလတ်နဲ့ဝင်ငွေနည်းတဲ့နိုင်ငံတွေမှာ TB ရောဂါကာကွယ်ရေးကြိုးပမ်းဆောင်ရွက်မှုအခြေအနေနောက်ဆုတ်သွားနိုင်တယ်လို့ WHO ကဆိုပါတယ်။ TB ယောဂကိုကြိုတင်မကာကွယ်နိုင်ရင်ကုသရခက်ခဲတဲ့ TB ယောဂပိုးပြန့်နှံ့မှု ဖြစ်လာနိုင်တယ်လို့ WHO ကသတိပေးထားတာဖြစ်ပါတယ်။ ရီမင်မာတိုက်ခိုက်မဲ့အစီအစဉ်တွေကိုအင်ဖြူတော့ကဂျာနယ်လစ်စီမောင်းရင်ပေးပို့ခဲ့ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။ရီမင်နိုင်ငံရှိအီရန်မဟာမိတ်ဟူတီအဖွဲ့ကိုအမေရိကန်ကတိုက်ခိုက်မှုမတိုင်ခင်အချိန်တိုအတွင်းတိုက်ခိုက်မဲ့အစီအစဉ်အကြောင်းဂျာနယ်လစ်တဦးပါဝင်တဲ့ message ပေးပို့ရေးဂရုတဲ့ Trump ရဲ့အစိုးရရရှိတွေကမှားယွင်းဝေမျှခဲ့မိကြောင်းအင်ဖြူတော့ကမတ်လ24ရက်မှာပြောကြားလိုက်ပါတယ်။ဂျာဟာအမေရိကန်နိုင်ငံတော်လုံခြုံရေးကိုချိုးဖောက်မှုဥပဒေချိုးဖောက်မှုဖြစ်တယ်လို့ ဒီမိုကရက်အမတ်တွေကပြောကြပြီးလွှတ်တော်ကစုံစမ်းစစ်ဆေးဖို့လိုအပ်တယ်လို့ပြောကြားထားပါတယ်။ The Atlantic သတင်းဌာန Editor ချုပ် Jeffrey Gobert ကဟူဒီဖွဲ့ကို American ကတိုက်ခိုက်မဲ့အစီအစဉ်အကြောင်းဆွေးနွေးမဲ့ Signal Message ပေးဖို့ရေကူတဲ့မမျှော်လင့်မဲ့ဖိတ်ခေါ်ခံခဲ့ရတယ်လို့ Match 24ရက်မှာပြောထားပါတယ်။ပင်လယ်နီကိုဖြတ်တန်းခုံမောင်းနေတဲ့တင်မောတွေကိုဟူဒီအဖွဲ့ကတိုက်ခိုက်နေတဲ့အတွက် Trans ဆိုရက Match 25ရက်ကစတင်ပြီးတော့ရီးမြမှာရှိတဲ့အဲ့ဒီဖွဲ့ရဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်နေပါတယ်။ ူတီဖွဲ့ကိုအဓိကထောက်ပံ့ပေးနေတဲ့အီရန်အနေနဲ့အထောက်ပံ့တွေချက်ချင်းရပ်တန့်ဖို့လိုအပ်နေတယ်လို့သမ္မတထရန့်ကသတိပေးထားပါတယ်။တိုက်ခိုက်မှုမစတင်ခင်အမေရိကန်ကာကွယ်ရေးဝန်ကြီးကတိုက်ခိုက်ရေးအစီအစဉ်အသေးစိတ်ကို message ပေးဖို့ရေး group မှာဝေမျှခဲ့တာဖြစ်ပါတယ်။ဒီလိုဝေမျှရမှာပြည်မှတ်တွေနဲ့အမေရိကန်ကအသုံးပြုမဲ့လက်နက်တွေအကြောင်းအသေးစိတ်ပါဝင်ပါတယ်။အဲ့ဒီ group ထဲမှာ American ထူးသမ္မတ JD Vance နိုင်ငံခြားရေးဝန်ကြီး Marco Rubio CIA ညွှန်ကြားရေးမှူး John Radcliffe မြို့သားထောင်လိုက်ရေးညွှန်ကြားရေးမှူး Gabbett အိမ်ပြတော်ကြီးကနဲ့တခြားထိတ်တန့်ရာရှိတွေပါဝင်ပါတယ်။အဲ့ဒီဖြစ်ရက်ကိုမိမိအနေနဲ့သတိမပြုမိဘူးလို့ထရန့်ကအိမ်ပြတော်မှာသတင်းတောက်တွေကိုပြောဆိုထားပါတယ်။ကာကွယ်ဝင်ကြီးက message ပေးဖို့ရေးဂရုတယ်စစ်ပွဲအစီအစဉ်ကိုမဝေမျှခဲ့ဘူးလို့ညင်းဆိုထားပေမဲ့ The Atlantic သတင်းဌာန Editor ချုပ် Jeffrey Gobert ကဒါဟာလိမ့်လေပြောဆိုနေတာဖြစ်တယ်လို့တုံ့ပြန်ပြောဆိုထားပြီးဂရုထဲမှာမိမိအကောင့်နဲ့ပါဝင်နေပြီးတော့စစ်ပွဲအစီအစဉ်အသေးစိတ်ကိုသိရှိခွင့်ရခဲ့တယ်လို့ပြောပါတယ်။ မနက်ပြန်မတ်လ26ရက်နေ့အတွက်မိုးလေဝသအခမ်းအနားသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်မှာအများအပြားသားရနိုင်ပြီးဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာတိမ်အထင်းထင်းဖြစ်ထွန်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတနင်္သာရီကန်ယူရန်နဲ့ရခိုင်ကန်ယူရန်တို့မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနင်္သာရီ7မိုင်မှ -10 ခန်းထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်မှာလှိုင်းအထင်းထင်းရှိနိုင်ပါတယ်။ မြို့ဝကျွန်းပေါ်ဒေသတွေနဲ့မုံတမခွေတို့မှာလေဟာအနောက်နောက်မြောက်ဘက်ကနေတနအိငားမယ်မှာအစိမ်းပိုင်းခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်မှာလှိုင်းအသင်သင်ရှိနိုင်ပါတယ်။မိုးအချိန်တွေမှာကချင်ပြည်နယ်မှာတိမ်အသင်သင်ဖြစ်ထွန်းနိုင်ပြီးကြံတိုင်းနယ်ပြည်နယ်တွေမှာတော့အများအားဖြင့်တာယာနိုင်ပါတယ်။နေ့အပူချိန်တွေမှာမြန်မာနိုင်ငံဒေသတချို့မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။မြူချိန်တွေမှာသခိုင်းတိုင်းကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမနက်ပိုင်းမြူတူများကြာဆင်းနိုင်ပါတယ်။ဒီမိုးလေဝသအစည်းအဝေးကိုတော့အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနကနေရယူဖော်ပြတာဖြစ်ပါတယ်။တံလွင်ထိုင်ရဲ့ည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခန်းစားခဲ့ရတာပါ။တံလွင်ထိုင်ရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တံလွင်ထိုင် Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။